ဒီခေတ်မှာကိုကတခုခုတော်လာပြီတခုခုအတတ်ပညာနဲ့ပြည့်စုံလာပြီနည်းနည်းလေးထင်ပေါ်လာပြီဆိုရင်ကျွန်တော်တို့အားလုံးကသတိထားမယ့်အရာကငါ့ကိုဖရားရွေးကောက်ခြင်းသလိုမာနကလည်းငါ့ကို ရွေးကောက်ဖို့ရန်အတွက်ချောင်းမြောင်းနေတယ်ဆိုတဲ့အရာကိုသတိထားမယ်အာမင်မာနကရဲ့ဟောက်တော်ခြင်းတိတ်ကဲ့သို့အဘယ်သူကိုမျိုးရမလဲဆိုတဲ့အရာကိုလှည့်လည်ရှာဖွေတယ်တဲ့ယန္တုမျိုးတဲ့ အခါမှာပါသွားတဲ့သူကသင်မဖြစ်စေဘူးရန်အတွက်ကျမတို့တမာသတိရှိဖို့နဲ့အရေးကြီးပါတယ်အထူးသဖြင့်အထူးသဖြင့်ကိုယ့်ရဲ့အတ္တတာထဲမှာအတ္တပညာတစ်ခုခုယာဓုတစ်ခုခုဘုရားရဲ့ချီးမြှောက်ခြင်းတစ်ခုခုရှိတယ်ဆိုသတိရပါယံသူကသူ့ရဲ့လက်နဲ့ဖြစ်စေဖို့ရန်အတွက်တင့်ကိုချောင်းမြောင်းနေတယ်အာမင်ယံသူလက်ကိုတွဲပြီးတော့မှအလုံးလုံးမဲ့သူတယောက်မဖြစ်စေဘူးနဲ့ဘုရားသခင်တင့်ကိုဒီနှုတ်ကပတ်တော်အားဖြင့်သတိပေးနေတာဖြစ်တယ် အာမင်တခါတည်းကျွန်တော်တို့ကဆုတောင်းကြတယ်ဖခင်သခင်ဉာဏ်ပညာပေးပါဉာဏ်ပညာပေးပါသူ့လိုကောင်းချီးပေးပါသူ့လိုအတုံးပြုပါဒါပေမဲ့သူ့လိုမျိုးကိုကိုကိုဖခင်အတွက်သီးသန့်ဖယ်ထားရဲ့လားသူရတဲ့ကောင်းကြီးနေရဖို့เนาะဒီလိုပြောမှာသူရတဲ့ကောင်းကြီးကိုရဖို့ကိုကတော့သူ့လိုမျိုးဖရာသခင်နဲ့ပတ်သက်လာပြီးဆိုရင်ကိုရဲ့အတ္တကိုဖရာအတွက်တီးတီးတန်တန်ဖယ်ထားတဲ့သူမဟုတ်ရဲ့လားအာမင်အရေးကြီးတယ် ဘယ်တော့မှဒီနေ့ဘုရားသခင်ကလေကျမတို့ရဲ့အသက်တာထဲမှာဖြက်လန်းတဲ့ထုတ်ဆောင်နေစရာမရှိယေရှုတော်မှတို့ကိုထုတ်ဆောင်ဖို့ရန်အတွက်လောကကတိုင်းဆိုတဲ့အရာတေခြင်းဆိုတဲ့တရားကို तू ကဖျက်ရသေးတာပဲ short cut မရှိဝိညာဉ်ရေးရမှာဒါကြောင့်ဘုရားသခင်ရဲ့ချီးမြှောက်ခြင်းပြီးတော့ကိုယ့်ရဲ့အသက်တာရင့်ကျက်ခြင်းဆိုတဲ့အရာမှာရွေးချယ်ခြင်းနဲ့အများကြီးဆိုင်တယ်ဟုတ်တယ်မလားအခုဒီလိုလာတယ်အာငါဘိုင်းကြီးဝတ်လာမလဲရွေးရလားနော်ငါယေရှုရင်ကောင်းမလားယေမချုံရင်ကောင်းမလား ။သမီးစားရင်ကောင်းလားညနေစားစားရင်ကောင်းမလားမစားရင်ကောင်းမလား။ရွေးရလား။မရပါဘူး။အဲ့ဒါအသက်ကာထဲမှာအများတန်းရွေးနေရတယ်။အဲ့ဒီရွေးချယ်ခြင်းတိုင်းမှာဖခင်ဘုံတော်ဖခင်နာမတော်အတွက်ရွေးချယ်မှုမဖြစ်သေး၍တင်ကိုဖခင်ကတင်ရောက်ရမယ့်ရင့်ကျက်ခြင်းကိုပို့လို့မရ။အာမင်။ဝိညာဉ်ကြီးအတွက်ကြိုတင်ပြီးတော့မှဆုံးဖြတ်ချက်ချထားတာ။ဟာလေလုယာ။ တချို့ချို့သောသူတွေကနှုတ်နှေးရောက်မှငါရဲ့အတ္တကိုပြုတ်ပြင်လိုက်မယ်တို့နှစ်တကူးမှငါနောက်ထပ်တစ်ခုဘုရားသခင်ကိုပေးမယ်တို့ဒီနေ့ဘုရားသခင်နဲ့ပတ်သက်လိုက်ညဉ့်ညူးခြင်းကိုရှောင်မယ်ဆိုတဲ့အကြံဆုံးဖြတ်ချက်ကိုလို့ခြားတတ်ဖို့နဲ့အရေးကြီးတယ်။ဘာလို့ဆိုဘုရားသခင်ကအဲ့ညဉ့်ညူးနေတဲ့အတွေးခေါ်ထဲမှာသူ့ရဲ့ prophecy ရောလာထည့်ပေးလို့မရအောင်။ညဉ့်ညူးနေတဲ့တင်းရဲ့ဗဇတ်ထဲမှာနေ့တိုင်းဆဲနေတဲ့တင်းရဲ့ဗဇတ်ထဲမှာသူ့ရဲ့စကားရောလာထည့်ပေးလို့မရအောင်။ အမြဲတမ်းညှဉ်းညူးနေတဲ့ဒီခန္ဓာအမြဲတမ်းဖောက်ပြန်နေတဲ့ဒီခန္ဓာကိုယ်ထဲမှာတော့ဒီနေ့သူ့ရဲ့တကောနမိတ်လက္ခဏာတွေထင်ရှားလာမှာမဟုတ်ဒါကြောင့်ငါတို့တယောက်ချင်းစီတိုင်းရဲ့အတ္တတွေမှာဒီနေ့တတိထားမယ့်အရာတခုကအဲ့ဒီညှဉ်းညူးခြင်းကိုဆက်ပြီးတော့ရွေးနေမယ်ဆိုလို့ရှိရင်တော့ဖခင်ရဲ့ပြီးပြည့်စုံခြင်းနဲ့ဆိုင်ဖခင်ရဲ့ကြီးမြတ်ခြင်းနဲ့ဆိုင်တဲ့အရာအလုံးငါတို့ရဲ့အတ္တအแทမှာနေ့ရဲ့အစဉ်တိုင်းပေါ်ထွက်နေမှာမဟုတ်ဘူးအာမင်ဒါကြောင့်မလို့ညှဉ်းညူးခြင်းကိုရှောင်ဖို့ရန်အတွက်တင်အကြံရှိရမယ် အဲ့ဒီအကြံကပဲဉာဏ်ဖြစ်သွားစေတာပညာဖြစ်သွားစေတာအာမင်ဒါကြောင့်ဖခင်ကဒီလိုပြောဖခင်ကိုကြောက်ရွံ့ခြင်းဟာတဲ့ဉာဏ်ပညာရဲ့အချုပ်အချာဖြစ်တယ်တဲ့ဟာလေလုယာငါရဲ့အတ္တတာဖခင်သခင်မနစ်တတ်တဲ့အတ္တတာမဖြစ်စေဖို့ရန်အတွက်ဖုရားသခင်ကိုဝမ်းနေတဲ့အတ္တတာဖုရားသခင်ကိုစိတ်ပြည့်စင်မဲ့အတ္တတာမဖြစ်စေဖို့အတွက်ငါ့ကိုငါပြင်ဆင်မယ်ဆိုတဲ့နှလုံးသား အကျံအတွေ့အခေါ်ဘလောက်တောင်လှတယ်လေအဲ့လိုလူကိုဖျားချီးမြောက်တာမဆမ်းဘူးလေအဲ့လိုလူညံပညာပေးတာမဆမ်းဘူးလေအဲ့လိုလူကိုတိုင်းနိုင်ငံရဲ့နော်တိုးတက်လာမယ့်အရာတိုင်းနိုင်ငံပြိုလဲသွားမယ့်အရာတွေနဲ့ရှင်ပြင်းနေပေါ်ထွက်လာမယ့်အရာရှင်ပြင်းနေလဲပြိုသွားမယ့်ဆိုတဲ့အရာတွေကိုဖျားဖွင့်ပြတာမဆမ်းဘူးလေဒါကြောင့်တင်းရဲ့အတွေ့အခေါ်ကတန့်ရှင်းနေမယ်ဆိုရင်ဖျားသခင်ကဖွင့်ပြချက်တွေတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုတင်းရဲ့တတ်တာထဲမှာရလာလိမ့်မယ်အာမင်